အဲ့ဒီဒီမှာမှာကောကလူပြီမှာလူပြီမှာအကောင်းဆုံးဆိုတဲ့နေရာအခွင့်အရေးဆိုတာနှစ်ခါရဖို့မလွယ်ဘူးယောဂီတို့ဒီဘဝတေချာကျင့်ကျင့်မကျင့်နောက်ဘဝမှာကျင့်မယ်ဆိုရင်ယောဂီတို့မတေချာဘူးတချို့ကလည်းဣမတရာမြတ်စွာဘုရားပွင့်တော်မှာပဲကျင့်တော်မှာဖျားတဲ့ဖျားနဲ့ဆုံးအောင်ကြုံအောင်ဆိုပြီးတော့ ောဓိပင်နေစိတ်ကြတယ်ဘောဓိပင်နေရေလုံးကြတယ်အဟိမတရားမြတ်စွာဘုရားနဲ့ဆုံနိုင်ခွင့်ရှိတဲ့ကုသိုလ်တွေကိုလုံးကြသိရာလို့လားလူလူစဉ်တည်သွားပြီးအပင်လေးပုံမှာကျင်းလင်းနေရင်ဘုရားပွင့်တာတော့သိလိုက်မှာမဟုတ်ဘူး ဒီကြားထဲမှာ ကုသိုလ်လောက်တာကတော့မှန်တယ်ဘုရားရှင်နဲ့တွေ့ခွင့်ကြုံခွင့်ရနိုင်တယ်ဒါပေမဲ့ကိုယ်လောက်လိုက်တဲ့ကုသိုလ်ကတည်တည်လောက်လိုက်တဲ့အကုသိုလ်ကများများဆိုရင်အဲ့ဒီဘုရားနဲ့ကြုံမှာမဟုတ်တော့ဘူးဗောဓိပင်စိတ်တာဗောဓိပင်ရေလောင်းတာပစ္စည်းလေးပါလူတာသတ်သည်ဖြင့်စာတိမှာလည်းပါပါတယ်အမြဲတည်းရမြတ်စွာဘုရားနဲ့တွေ့နိုင်တဲ့အကြောင်းတရားပေါ့ ယခုဘဝသာသနာ့ကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့တာဆွံလောင်းတာတွေအားလုံးဟာမြတ်စွာဘုရားရှင်နဲ့တည့်ရိုက်တွေ့ဖို့ထောက်ပံ့နေပြီ။ဟုတ်တယ်သိရှာတယ်ဒါပေမဲ့အဲ့ဒီထဲကြီးတဲ့အကုသိုလ်တွေလို့တော့အကုသိုလ်ကကိုယ့်ကိုဆွေးချသွားလိမ့်မယ်။ကိုယ်လှုပ်ထားတဲ့ကုသိုလ်ကသေသေးလေးတနေ့တနေ့ကိုယ်မှလုပ်နေရတဲ့အကုသိုလ်ကများများဆိုတော့ ယောဂီတော်အဲ့ဒါကိုလေးတွေ့အောင်ဆရာတော်ကြီးတပါးကတော့ပြောဘူးတဲ့ဖခင်ရင်းနဲ့တွေ့တာမကျင့်ပေးနဲ့ပထွေးမြို့နေတယ်တဲ့ဒါကြောင့်ယောဂီတို့ပထွေးကိုလေးမမြို့နဲ့ဖခင်ရင်းနဲ့ရှိတွေ့တုံးမှကျင့်ကျင့်လို့မရလိုက်ရင်လေဒါပထွေးလက်ထက်ရရင်ကျွတ်မှန်ပဲ ဒါဆိုရင်ဘုံမှုတို့ယောဂီတို့အတွက်အခွင့်ထူးပေးထားတဲ့ကာလအဲ့ဒီကာလမှာတရားကိုကျင့်သုံးကြဖို့တရားကျင့်သုံးကြဖို့ဆိုတော့တရားကျင့်သုံးဖြစ်အောင်လို့ကိုယ့်ရဲ့စိတ်ကိုလေးပဲကိုဆုံးမပေးနိုင်ဖို့လိုသေးတယ်ကျင့်ပါကျင့်ပါဆိုပေမဲ့ပြောရတာလွေတယ်တကယ်ကျင့်သုံးရတဲ့အခါကျတော့ စိတ်မပါဘူးအော်လိုလိုဒီလိုလိုနဲ့အရှင်တွေကကုံသွားတယ်ကိုယ့်ရဲ့အလေးချင်းကတရားကျင့်သုံးတဲ့ဘက်တော့ကိုတိတ်မရောက်မရောက်နိုင်ဘူးပေါ့